Viber မှာမဖြတ်မိတဲ့တက်ပုံတွေဗီဒီယိုတွေစာတွေကိုဘယ်အချိန် fit fit ပြန်ယူခြင်းပါသလားကျွန်တော်ပြောပြမယ့်အချက်ကိုလုတ်ထားရင်မဖြတ်မိတာတွေကိုပြန်ယူလို့မရမှာကိုကြောက်စရာမလိုတော့ပါဘူးကဲထွထွေထူးထူးပြောမနေတော့ပဲဗီဒီယိုလေးကိုစလိုက်ကြရအောင် ကဲ Viber လေးကိုအရင်ဆုံးမညပါမယ် Viber သေးရောင်းသွားပြီဆိုတော့ဘာတွေဆက်ဆက်လုပ်ရမလဲဆိုတာကိုပြောပြပါမယ်အောက်မှာရှိတဲ့ more ဆိုတာကိုတစ်ချက်နှိပ်ပြီးသွားရပါမယ်ပြီးရင်တော့ setting သေးကိုဆက်ပြီးဝင်ပေးလိုက်ပါမယ်ဒီထိရောက်ပြီဆိုတော့ကိုယ့်ရဲ့အကောင့်ထဲကိုထပ်ပြီးဝင်ပေးလိုက်ပါမယ်။ ကိုကမတော်တဆမဖြစ်မိတာပဲဖြစ်ဖြစ်ဖြစ်လိုက်တာပဲဖြစ်ဖြစ်ပြန်ယူမယ်ဆိုတော့ backup ကိုဖွင့်ပေးထားရမှာဖြစ်ပါတယ် backup ဖွင့်ဖို့အထက်ကတော့ gmail account တစ်ခု လိုအပ်မှာဖြစ်ပါတယ်မရှိသေးဘူးဆိုရင်တော့ gmail account အရင်ဦးဆုံးဖွင့်လိုက်ပါပြီးရင် backup ထဲကိုဝင်ပေးလိုက်ပါမယ်ကဲဒီထဲမှာ gmail ချိတ်ဖို့အတွက်ကတော့ setting ကိုနှိပ်ဝင်ပေးလိုက်ပါ ပြီးရင် Gmail account တစ်ခုရေးပေးလိုက်ပါမယ်။ Gmail UID တရတော့ auto backup ထဲကိုအရင်ဆုံးဝင်ပေးလိုက်ပါမယ်။ဒီထဲမှာကတော့၃ခုရွေးလို့ရပါတယ်။ပထမတစ်ခုကတော့နေတိုင်း backup လုပ်မှာလား။ဒုတိယတစ်ခုကတော့အပတ်တိုင်းလုပ်မှာလား။နောက်တစ်ခုကတော့လတိုင်းလုပ်မှာလားဆိုပြီးပါဝင်ပါတယ်။ကျွန်တော်တို့ကနေတိုင်းလုပ်မှဖြစ်တဲ့အတွက် daily ဆိုတာကိုရွေးပေးလိုက်ပါမယ်။ ပြီးရင် backup using ထဲကိုဝင်ပါမယ်။ဒီထဲမှာကတော့ Wi-Fi and mobile data ကိုရွေးပေးရမှာဖြစ်ပါတယ်။ကဲပြီးတော့ပြီဆိုတော့ include photos နဲ့ include videos ကိုအမှတ်ချက်ပေးလိုက်ပါမယ်။ပြီးရင်တော့အောက်မှာ backup noun ကိုနှိပ်ပေးလိုက်ပါဒီလိုထည့်သွားရင်တော့ပြီးသွားပါပြီ။ က်လိုက်တာတွေကိုပြန်ယူလို့ရမရဆိုတာကိုကျွန်တော်အရင်ဆုံးစမ်းလုပ်ကြည့်ပြပါမယ်เออจนตะคู่ဖြတ်လိုက်ပါပြီ ဖြတ်လိုက်တာကိုပြန်ယူမယ်ဆိုရင်တော့စောနာက အတိုင်းပြန်ဝင်ပေးလိုက်မယ်ပြီးရင် restore ဆိုတာကိုနှိမ့်လိုက်ရင် ဖြတ်လိုက်တာတွေအကုန်ပြန်ရောက်လာမှာဖြစ်ပါတယ်။ ်ကဲစောနာကဖြတ်လိုက်တဲ့တခုပြန်ရောက်နေပါပြီကျွန်တော်ဗီဒီယိုကအသုံးဝင်နေဆိုရင်တော့ like and subscribe လုပ်ပေးဖို့လည်းမမိတ်နိုင်ဘူးเนาะကဲနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆောင်ကြပါမယ်